အကယ်ဒမီမင်းမောက်ကွန်ဦးစားပါဝင်ပြီးဒါရိုက်တာကိုပေါရိုက်ကူထားတဲ့ပြုံးပြုံးလေးနေဦးတွန်လှည့်ရုပ်ရှင်ဇာတ်ကားကိုထိုင်းနိုင်ငံမဲဆောင်မြို့မှာပြသခဲ့ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့ကျမတို့တွေမဲဆောင်မြို့မှာတခင်းနဲ့ကြည်လာရကြည့်ရှုအားပေးလာကြတယ်။ဒေါ်လန်မီသားစုတွေဒါဆရာတို့ဖျားကြီးကိုလည်းဥထိတ်ထားပါရနော်။ဒီရုပ်ရှင်ကယူလာရောက်ချင်းမြင့်နေတဲ့အတွက်ဥထိတ်ထားပါရခင်ဗျာ။ဟုတ်ကဲ့ပါ။ပြုံးပြုံးလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ဒီကနေ့ပြသတဲ့အခါလက်မှတ်တစ်စောင်ဘတ်300နှုံးနဲ့ပိတ်တက်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ်ဇက်ကတကလုံးကအခုလက်ရှိပေါ်တော့မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းချင်းတခုလုံးပြတာဖြစ်တယ်နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အဲအာဏာသိမ်းရင်မတိုင်ခင်ကစပြီးရောဒီတော်လိုင်းကာလတစ်ချောက်လုံးမှာရှိခဲ့မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်သားတာဖြစ်တယ်အဲ့တော့ဒီကားကိုကြည့်ပြနေတော့ဗျမပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့ အရာတွေအားလုံးကိုမြင်တွေ့ခံစားရမယ်အဲ့အတွက်ကြောင့်မလို့ဒီကတကယ်ပဲဟိုမြမပြည်သူတွေအတွက်အကျိုးရှိတဲ့ခန္ဓာကိုပြောလို့ရတယ် We are there တော်တာလေးကိုရှော့စိတ်ကိုကြည်ကြည်လေးဒါပြုံးပြုံးလေးဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှာပေါ့နော် အာကျမဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့ရပေါ့ဒါပေမဲ့ဇိုင်းခန်လေးကတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားကတကယ်ရကြတော့ဒီတော်လရေးကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကောင်းမှာ ဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အာထုံခုံဆိုင်လေးတွေရိုက်ပေးထားတာကိုဘောနောပြည်သူတွေကိုခြားပြတဲ့ကားဖြစ်ပါတယ်။ဒါညီမအနေနဲ့ကတော့ဂုံယူတာပေါ့နော်။ကိုကိုတိုင်ကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးကိုရိုက်ရတဲ့ကိုရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်အတွက်တရတော်နေရာကနေပြီးတော့ဖန်ကွယ်လေးရှာပေးရတဲ့အတွက်မှာအဲ့ဒီမှာအများကြီးဂုံယူပါလိမ့်ရှိ။ဒီရုပ်ရှင်ကို ကရင်နီပြည်နယ်ဒီမော့ဆိုဖရူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းမှာ ကရင်နီ တော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါ။ ရလာရမုံငွေကိုကျမတို့ကတရရခိုင်တော့ပေါ့နော်မြေပြင်ကိုစီးတင်မကရီနီကိုပဲစီးတင်ပါမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းငါကိုလဲဇွန်မီတင်တဲ့ ြာပြီးွားပြီပေါ့နော်ဆရာကြီးတော်ဝဲဆိုလို့ရှိရယ်နောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော်ဟုတ်ရဲ့ဆိုတော့ကျမတို့ဒီတပွဲကရတဲ့ပတ်စံကရောမြန်မာဝန်320ပေါ့ဗတ်တသိန်းဝင်းကျင်လောက်ပဲရမယ်ဒါမဲ့တခြားဟိုတော်လိုင်းထောက်ကုန်ပစ္စည်းတွေရှိရဒီလိုမျိုးပြုံးပြုံးလေးအင်ဂျီလေးတွေပြုံးပြုံးလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပစ္စည်းတွေ merchandising ပေါ့နော်အဲ့အရာလေးကိုလည်းတော်လိုင်းထောက်ကုန်တွေကိုလည်းဝယ်ယူပြီးတော့လှူဒါန်းတာမျိုးဖြစ်ပို့ပြီးတော့ဒီလှူဒါန်းငွေကစီးတက်နိုင်တာပေါ့နော်အဲ့တော့ဒီတကားတွေက amount amount ငွေကအများမများပဲကျွန်တော်တို့စုလိုက်တဲ့က ခါကျရင်လုံးရှင်ကား၃ကား၄ကားဆိုစုစည်းကြရင်ကျွန်မတို့ဒီတော်လိုင်းအမြေပြင်ကိုပေါ့နော်ဒီအများများလေးလှူဒန်းပေးနိုင်မယ်ပေါ့နော်ဆန္ဒပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ကလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလောက်အောင်ပါကုန်းယူပါရဲကုန်းယူရဲကကျွန်တော်ဒီတော်လိုင်းတောက်လျှောက်လုံးပါလားကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘဝရဲ့ဘက်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီ ဒီပြီးတော့အမှုပညာနဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပေါ်ပါလေကျွန်တော်တို့ဟိုအရန်ကိုယူကြရတယ်ပေါ့နော်ဟုတ်ပြုံးပြုံးလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်လ10ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ23ရက်မှာလည်းဘန်ကောက်မြို့မှာ ပြသအောင်မှာပါ ဒါအပြင်ကနေဒါနိုင်ငံနဲ့ဆွီဒင်နိုင်ငံတို့ ပါဝင် နိုင်ငံ၅ခုမှလည်းထပ်တိုးပြသဖို့စီစဉ်ထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါအနိုင်မလုပ်ပေးနိုင်တော့မှာပါအနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နဲ့အောက်မှာဘယ်တော့မှတူထောက်မှာမဟုတ်ဘူး